တတိယမြမွေးဖွားလာမယ့်ရှင်သွေးလေးကလည်းတားယောက်ကြလေးပဲဖြစ်တယ်ဟုဆိုကပြိသက်တွေကိုအသိပေးလာခဲ့တဲ့တရားစာပို့ချပြုခင်မင်္ဂလာပါပြိသက်ကြီးရေတရားစာပို့ချပြုခင်ကတော့ MRTV4 ဆလန်တဲတွေနဲ့နာမည်ကြီးခဲ့တယ်ဆိုပေမယ့်သူမဘဝရဲ့အအောင်မြင်ဆုံးအချိန်ရဲ့အတွင်းမှာပဲခလေးတောင်ယောက်အဖေအခုထုံးနဲ့ဖူးစာဆောင်ခဲ့တာကြောင့်အမှုပညာအလုပ်တွေအလုံးကိုရပ်တန့်ခဲ့ကကလေးတောင်ယောက်ကိုထိမ့်သိမ်းဆောင်ရှောင်းရင်းနဲ့တနှစ်ကျော်အကြာမှာတော့သူမရဲ့ကိုပိုင်ရှင်သွေးလေးဖြစ်တဲ့စိန်ဦးကိုမွေးဖွားခဲ့တာပဲဖြစ်ပါတယ် အခုဆိုရင်တော့ပိုးကြပြုခင်ကဒုတိယမြောက်ကိုဝန်ကိုလဲဆောင်ထားရတာဖြစ်ပြီးမကြာခင်မှာပဲဒုတိယရှင်သွေးလေးကိုမွေးဖွားခွင့်ရတော့မှလည်းဖြစ်ပါတယ်။ပိုးကြပြုခင်ကဒုတိယမြောက်ကိုဝန်ကလည်းတားယောက်ကြားလေးဖြစ်တာကြောင့်ဝမ်းသာအားရကုန်ယူစွာနဲ့အခုလိုပြောလာခဲ့တာဖြစ်ပါတယ်။ ပိုးကြပြုခင်ကသားဆိုတော့ကို့အတွက်အားပေါ့ကွယ်ဘိုက်ထဲကဘေဘီလေးကသားလေးပါတဲ့ကွယ်ဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင်ပြည်သက်တွေကိုအသိပေးထားတာလည်းဖြစ်ပါတယ်ပိုးကြပြုခင်နဲ့အကိုထွန်းတို့ဖွင့်လှစ်ထားတဲ့ရန်နာ PK ချုံရဲ့ page ကနေလည်း ကျမတို့ရန်နာပီကေထွန်းမိသားစုရဲ့၅ရောက်မြောက်မျိုးဆက်တဲ့လေးကတော့တားရောက်ကြလေးပါတယ်ရှင်။အခုလိုမျိုးတား၃ရောက်နဲ့သမီး၂ရောက်ရဲ့ဖေဖေမေမေတွေဖြစ်ကြတော့မယ်။မပိုးနဲ့အကိုထွန်းတို့အတွက်ကျမတို့ရန်နာပီကေထွန်းမိသားစုဝင်များမှာအရန်ကိုကိုယူမိပါတယ်ရှင်ဟုဆိုကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြည်သက်တွေအလုံးကိုအတိပေးပြောကြားခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့စိန်ဦးဦးလေးကလည်းနောက်ထပ်ညီလေးတယောက်ကိုရရှိတော်မှာဖြစ်တယ်လို့အကိုထွန်းရဲ့သားသမီးတွေကလည်းအမေမတူဘူးဆိုပေမဲ့လည်းတကယ်ကိုမောင်နှမအရင်တွေလိုချစ်ရတယ် ောက်ထပ်မောင်ငယ်လေးတယောက်ကိုရရှိတော့မှဖြစ်တာကြောင့်အရန်ကိုပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။